ပီလီရဲ့1200ကျော်ဂိုးတွေကြောင့်ရိုနယ်ဒိုရဲ့ဂိုး1000ကျော်ကဂင်းနက်စ်မှတ်တမ်းမဝင်တာကိုငတိုဖန်တွေလောင်နေကြတယ်။မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုစတော့မလုပ်ပါနဲ့လို့ပြောရမှာလားပဲ။ပီလီကိုကြောင်အောင်သွင်းလေအဲ့ဒါလောင်စရာလားလို့ငါတို့သိရင်မော်ဂန်စီသွားပြီးဂင်းနက်စ်မှတ်တမ်းဆိုတာတရားမျှတမှုမရှိတာကြာပြီတို့စော်ဒီမှတ်တမ်းကပိုကောင်းတယ်တို့ထပြောနေအောင် ရော်နာဒိုပါတဲ့ပွဲကြဇီဒူးနဲ့ရှုံပြီးသူမပါမှနိုင်ဝမ်းဆိုတော့လာမယ့်ကမ္ဘာဖလားကြပေါ်တူဂီဘာလို့တင်လဲသဘောပေါက်ပြီလားနိုင်ငံအသင်းချင်းစစ်ပွဲအောင်လို့ပြောရပေမဲ့အဲ့ပွဲမှာသူကန်ရမဲ့ပင်နတီတွေကန်ခွင့်မရလိုက်လို့မော်ဂန်နဲ့သွားတိုင်မယ်ဆိုတော့ပေါ်တူဂီအောင်ခန့်ပိုင်ခေါ်ငစင်ခါဘနာနာဆိုတဲ့တည်င်းဖတ်ပြီးကြပြီလားအေး ီးရပတ်နိုင်ငံတကာပွဲတွေပြည်ရင်သုံးလပိုင်းအထိနောက်ထပ်နိုင်ငံပွဲတွေမရှိတော့ဘူးဆိုတာသိလိုက်ရသောအခါ